ကျွန်တော် iOS သုံးတဲ့သူတွေနေနဲ့ပေါ့နော်ဒီကက်ကက်မှာညီမစားမှန်အောင်ဘယ်လိုလုပ်ရမလဲဆိုတာပြပြပြီးသွားမယ်ပေါ့နော် Okay let's go Okay တော့ဒီ Premiere ဆိုတာကျွန်တော်ဒီ phone setting တွေကနေမှာ general ကိုသွားမယ် general ကနေမှာကျွန်တော် language and region ဆိုတဲ့ထဲကိုသွားမယ်ပေါ့နော်ပြီးသွားပြီဆိုတော့ညီမစားလေးပေါ်နေလိုက်မယ်ပေါ့နော်ညီမစားပေါ်ရင်ညီမစားရဲ့ပေးလေးမှာမြားလေးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ဇော်ဂျီကိုတစ်ချက်ရွေးမယ်ရွေးပြီးတော့ container ကိုတစ်ချက်နှိပ်လိုက်ပေါ့နော် โอเคတော့ continue နေပြီးသွားပြီဆိုရင်တော့ဒီမှာ Barmi Soji ဆိုတာပေါ်လာပြီပေါ့နော်ပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ App Store ထဲကိုသွားပြီးတော့ဒီ Backend Keyboard ကို down ပေးရမယ်ပေါ့နော် Backend Keyboard ကမှကျွန်တော် Soji Phone ရတာဖြစ်တဲ့ Backend Keyboard ကိုတစ်ချက် down ပြီးတော့ကျွန်တော် install တင်လိုက်မယ်ပေါ့နော် install တင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ Sona Diamond Setting เนี่ย generate အနေမှာကျွန်တော် Keyboard ဆွဲထည့်ကိုကျွန်တော်ဝင်မယ်ပေါ့နော်ကဲ Keyboard ဆွဲထည့်မှာကျွန်တော် backend keyboard ကိုထည့်ပေးရမှာပေါ့နော်ဒီမှာ app new keyboard ကနေပြီးတော့အောင်းသားလေးမှာပေါ်တဲ့ backend keyboard ကိုတစ်ချက်ရွေးပေးလိုက်မယ် backend keyboard တွေကနေမှာဇော်ဇော်ကြီးလေးကိုတစ်ချက် on ပြီးတော့အပေါ်မှာ CSS down ကိုတစ်ချက်နေလိုက်ပေါ့နော်အဲ့တော့ unicode နဲ့ show နေမှာဖြစ်တဲ့အတွက် unicode ကိုတစ်ချက် delete လုပ်ပေးထားလိုက်ပေါ့နော်ပြီးမှပြန်ပြီးတော့ထည့်လို့ရတယ်ပေါ့နော်โอเคအဲ့တော့ပြီးသွားပြီဆိုရင်တော့ကျွန်တော်ကက်ကက်ထည့်ဖို့သွားမယ်ပေါ့နော် ။ GK ရထဲမှာ new project ကနေပြီးတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ယူပြီးတော့ဆက်ပြပေးမယ်ပေါ့နော်။โอเคရပီးသွားပြီဆိုတော့အောက်မှာရှိတဲ့ test ကိုနေနှိပ်ပြီးတော့ add test ကနေပြီးတော့ကျော်စာတစ်ချက်ရေးကြည့်မယ်ပေါ့နော်အဲ backend keyboard ဖြစ်သွားတယ်ပေါ့နော်โอเคအဲ့တော့နေကောင်းလားဆိုပြီးတော့ကျော်တစ်ချက်ရေးပြပေးမယ်ပေါ့နော်ဟုတ်โอเคအဲ့ဒါဆိုရင် miss တို့ရသွားပြီပေါ့နော်အဲ miss တို့ account လာလေးပါလိုချင်နေဆိုရင်တော့ဒီ cap ကနေ support ပြီးတဲ့ဒီ z phone ထဲမှာ phone နဲ့ install တင်လို့ရပါတယ်အားလုံးကျေးဇူးတူတင်ပါတယ်ခင်ဗျာ